ားလေကိုစည်းပွားဘယ်သူဆိုရှယ်မှာနေနေပြီးတော့မှကိုစည်းပွားကိုလှုပ်ရှားတယ်ဆိုတာကဒါကိုယ့်ရဲ့စည်းပွားပေါ့ကိုယ့်ရဲ့အကျိုးစည်းပွားပေါ့နော်ကိုစည်းပွားကိုလှုပ်ရှားတယ်တစ်ဖက်ကရလာတဲ့ငွေကြေးတွေတွေကနေလှူတယ်တန်းတယ်ပေးတယ်ကန်းတယ်ပေါ့လေနော်ဒါကတပိုင်းပေါ့လေဆိုတော့အဲ့တော့ ီ social ပေါ်မှာမှီပြီးတော့မှကျမတို့ကစီးပွားရှာစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့နဲ့အကျိုးစီးပွားအတူရှင်တွဲတဲ့သူရှိတယ်အကျိုးစီးပွားအတူမရှင်တွဲတဲ့သူရှိတယ်ဥပမာပေါ့ကျမရောင်းတဲ့ယေဒနာဝယ်နိုင်တဲ့သူလေကျမရောင်းတဲ့ယေဒနာဆိုတော့လူတန်းစားတိုင်းဝယ်နိုင်တာမဟုတ်ဘူးလေလူတိုင်းစီဝယ်နိုင်တာမဟုတ်ဘူးဟုတ်လားဝယ်နိုင်တဲ့လူတန်းစားရှိတယ်မဝယ်နိုင်တဲ့လူတန်းစားရှိတယ်အဲ့တော့မဝယ်နိုင်တဲ့လူတန်းဒါဆိုရင်ကျမကိုယေဒနာဝယ်မဲ့လူတန်းစားရပဲ ကြည့်ပြီးတော့မှယေရနာဝယ်မဝယ်တဲ့လူဒန်းစားတွေအတွက်ကျမအကျိုးမပြုတ်တယ်လို့ဖြစ်မှာပေါ့အဲ့တော့ကျမကျမကိုယေရနာဝယ်တဲ့လူဒန်းစားတွေအတွက်မှန်မှန်ကန်ကန်ဖြစ်အောင်အဲကျမအတက်နိုင်ဆုံးကျမရဲ့ကိုယ်စွမ်းဉာဏ်စွမ်းပညာစွမ်းနေနဲ့ကျမစူးစမ်းအထုတ်ပြီးတော့ကျမရောင်းချတယ်ကျမအလုပ်ကိုတစ်ဖက်ကလည်းမဝယ်နိုင်တဲ့လူဒန်းစားတွေကျမကိုချစ်တဲ့သူတွေအတွက်ကျမကပညာဉာဏ်အလင်းတွေရအောင်လို့မလို့ကျမတည်သည်များတက်သည်များနားလေသည်များတွေကိုကျမကစင်ကျင်သုံးသပ်နိုင်စွမ်းအားတွေရှိအောင်လို့မလို့ကျမတစ်ဖက်ကလည်းဒီ motivation နဲ့ပတ်သက်တာတွေကျမ knowledge င်္ဂလိပ်နဲ့ပတ်သက်တာတွေကျမက sharing လုပ်တယ်နော် sharing လုပ်တယ်ဆိုတော့အာဆိုတော့ခါကြတော့ဒီဟာတွေဘာဖြစ်လို့ပြောရလဲဆိုလူတိုင်းကစာအုပ်စာပေလူမိတ်ဆွေဆိုပေမဲ့လူတိုင်းကစာဖတ်ပြင်းတယ်စာသိပ်ဖတ်ကြတာမဟုတ်ဘူးကျမတို့လူမျိုးကစာသိပ်မဖတ်ကြဘူးအဲ့တော့စာမဖတ်တဲ့သူတွေကိုဒီခေတ်မှာဘာနဲ့လဲဆိုတော့ဒီ social ပေါ်ကနေပြီးတော့မှ speaker တွေကများများပြောရတယ်အဲ့တော့ speaker တွေပြောတဲ့အချိန်မှာအမေသူပြောနေတယ်ပြောနေတဲ့နေရာကပါကျမပြောရယ် celebrity တိုင်းပြောလို့လား social influencer တိုင်းပြောလို့လား beauty blogger ကလည်းသူ beauty blogger နဲ့ပတ်သက်တဲ့ကောင်းနေလှတယ်ပဲပြောတယ် food blogger ကလည်း food blogger နဲ့ပတ်သက်တဲ့စားတဲ့တောက်တဲ့ဟာပဲပြောတယ်ဟုတ်လားကျန်နေ celebrity တွေကလည်းသူတို့ celebrity နဲ့ဘယ်သူကမှအမုန်းခံပြီးမပြောဘူး။ကျမအမြင်နဲ့ပြောတယ်အမုန်းခံပြီးပြောနိုင်နေဆိုတဲ့စကင်းဟာတော်ယုံလူမလုံနိုင်ဘူး။ကျမရောအုံတော့မရှိရသူမလို့လား။ကျမဒီလို speak out တွေလုပ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးအကြောင်းချင်းရာတွေကိုပြောလို့ရှိလို့ရှိရင် တစ်စုံတူတစ်ဖွဲ့တယောက်တဌာနဒီဒီတဏျာကနေမုံနေသူတွေရှိမယ်ဆိုတာကျမသိတာဗောကျမထမင်းစားနေရသူပဲကျမအုံနောက်မရှိရသူမှမဟုတ်တာသိရတာနဲ့ကျမဘာဖြစ်လို့ပြောနိုင်တာလဲဆိုတော့ကျမအဲ့အတွက်ချစ်ချင်းမုံချင်းဟာအရေးမပါဘူးနော်ကျမအဲ့အတွက်ချစ်ချင်းမုံချင်းဟာအရေးမပါဘဲနဲ့ကျမတို့ တိုင်းပြည်ကလည်းတဖက်တလန်းကနေနိုင်နေအားကနေအကုန်လုံးဝင်ပြီးတော့လှုပ်ရတာပေါ့နော်ကျမတို့ဟိုနိုင်ငံတနိုင်ငံတိုးတက်ဖို့ဆိုရင်ဒီနိုင်ငံထဲမှာနေထိုင်နေသူတွေအသိဉာဏ်ပညာတိုးတက်ဖို့လိုတယ်နော်ဆိုတော့ဘဟုသုတတွေကျွယ်ဝဖို့လိုတယ်ကျမတို့ကလည်းစင်ငင်ုံတရားတွေမြင်မာဖို့လိုတယ်အဲ့တော့အဲတချို့တိုးတက်ဖွံ့ဖြိုးဆဲဖွံ့ဖြိုးပြီးနိုင်ငံနေနဲ့ကျမတို့တိုးတက်ပြီးသားနိုင်ငံနေမှာတော့ဒီစာအုပ်ဖတ်တယ်စာပေဖတ်တယ်ဆိုတဲ့ဟာတွေအရန်ပေါ့နော်ကျမတို့ဒီနိုင်ငံမှာတော့ဆိုရှယ်တွေအခုပေါ်လာတယ်စာအုပ်စာပေဖတ်တယ်ဆိုတာတော့ဟိုရခင်တွေကအရန်နေခဲ့ကြတယ်အခုဆို social media တွေပေါ်လာတဲ့ဆိုတဲ့အချိန်မှာ social media ပေါ်မှာ toxic တွေလည်းအများကြီးရှိတယ်ဆိုတော့ toxic နဲ့ဒီ knowledge sharing နဲ့ဆိုဘယ်ဟာပိုပြီးပေါက်မြောက်လဲဆို toxic တွေကပိုပြီးတော့မှပေါက်မြောက်ပါတယ်ဒီလိုမျိုး knowledge sharing လုပ်တဲ့ကျမတို့လူကတော့အမုန်းခံတတ်တတ်အမုန်းခံလူသားတတ်တတ်ပေါ့နော်ဆိုတော့ကျမကလည်းသွေးနယ်ကိုသားနယ်ကိုဖြစ်တဲ့အတွက်ကြောင့်လို့ကျမရောစိတ်တက်မကြောက်ဘူးလားအားမငယ်ဘူးလားဝမ်းမနေဘူးလားဆိုဝမ်းနေတတ်တာပေါ့ကျမလည်းကျမလည်းစိတ်တက်ကြတတ်တာပေါ့ကျမလည်းအားငယ်တတ်တာပေါ့ကျမလည်းစိတ်မကောင်းဖြစ်တတ်တာပေါ့ဒါပေမဲ့လည်း ပြည်သူမှပြည်သူတို့ဆိုတဲ့အသိစိတ်တန်းနဲ့တစ်ယောက်ပဲတည်တည်နှစ်ယောက်ပဲတည်တည်သုံးယောက်ပဲတည်တည်ဆိုပြီးတော့မှကျမကအမြင်နဲ့ဗာလေးတွေပဲဖြစ်ဖြစ် hot issue လေးတွေဆိုအမြင်နဲ့ remind လုပ်ပြီးတော့မှစဉ်းစားဆင်ခြင်ဖို့ကျမတုံးသက်ပြတာခုနပြောသလိုပေါ့ KB ကနေလာလိမ့်နေဒီမှာဖို့ချစ်လားဟာလားဖို့တာ KB ကနေလာလိမ့်နေတည်တင်းပြောထားတာတတိယလိုက်တဲ့အတွက်ကြောင့်မလို့သားအလိမ်မခံရတော့ဘူးဒါဆိုအကျိုးများတာလေဟုတ်လား ဒါဆိုအကျိုးများတာဟာတခါအိုတနည်းအားဆိုလဲဒီလိုပဲအာရွှေဝဲတယ်မမတင်ပြောထားတာလေးနဲ့ဆိုတော့အလိမ်မခံရတော့ဘူးအာစိန်ဝဲတယ်ဘလို့တွက်တက်တယ်ဟာမမတင်ကဘာလေးပြောထားလို့ဘလို့လေးစင်ကျင်ပြီးလုံးလိုက်တယ်ဘယ်ဟာလေးဆိုဘလို့လေးဆိုဒီလိုလေးလာလာမီးမှန့်ကြတယ်အခုဆိုကျွန်မဆိုခလေးပိတ်လူငယ်ပိတ်တက်ပေါ့လူငယ်ပိတ်တက်လေးရတာပေါ့နော်လူငယ်ပိတ်တက်လူငယ်တော်တော်များလူငယ်တွေကတော်ရုံသူများပြောတာလက်ခံတာမဟုတ်ဘူးဒါပေမဲ့အာတီသိန်းတီသိန်းတီသိန်းဆိုတော့လူငယ်တွေအများများလာပြီးကျွန်မတို့ခွန်အားတည့်ရပေါ့နော်ခလေးတွေကျွန်မရဲ့စကားတွေနားရင်ရောက်တယ်ပေါ့အဲ့တော့ ာမျိုးဆက်တစ်ဆက်ကိုကျမတို့ကဒီလိုမျိုးဟိုလက်တွဲပြီးတော့ကျမတို့အတူတူပေါ့ဒီလိုမျိုးပေါ့အာဆိုတော့ speak ပြောနိုင်နေဆိုတဲ့ဟာလေကျမတို့ကအများကြီး risk ယူရပါတယ်เนาะဆိုတော့ကျမတော်တော်ကြီးအမုန်းခံတယ်ကျမတော်တော်ကြံ့ကြံ့ခံတယ်ကျမတော်ယုံဂျုံနဲ့ကျမဒီလိုရက်ဒီလိုမရဘူးသိလားတော်ယုံလူဆိုရင် ကျမတငယ်ချင်းတွေဆိုအမြဲပြောတယ်ငါတို့ဆိုမလုံနိုင်ဘူးကျမတငယ်ချင်းတွေဒီမှာဆယ်လီတွေအများကြီးရှိတယ်နော်တငယ်ချင်းတွေလေတငယ်ချင်းငါတို့ဆိုမလုံနိုင်ဘူးနင်မလို့နင်တော်တော်စိတ်သက်ကြန့်ခိုင်နေတူနင်တော်တော်စိတ်သက်မာတာနင်အရန်ကို ignore လုပ်နိုင်တယ်နင်မလို့လုပ်နိုင်တာငါတို့မလုံနိုင်ဘူးခါလီကျရင်တငယ်ချင်းကပြစ်ထားလိုက်စမ်းပါသိလားခါလီကျရင်မတန်ဘူးဟာနင်ပြောမနေနဲ့ပြစ်ထားလိုက်စမ်းပါဒီလိုမျိုးပြောရဲသိလား နားလည်နေသူကတော့နားလည်နားမလည်နေသူတွေအဲ့လိုဆိုနင်ပြစ်ထားလိုက်စမ်းဟာတကယ်ချင်းပြောမနေနဲ့ဆိုပြီးကျွန်မတကယ်ချင်းနေဆိုပြောတယ်ခါလေးကြာလဲတကယ်ချင်းနင်မပြောလို့မရဘူးဘာဖြစ်လို့နင်ပြောတဲ့ပေါက်မြောက်မှုအာနင်ရှင်းပြတဲ့နားလည်မှုနိုင်နင်အောင်ရှင်းပြနိုင်တဲ့ရှင်းပြနိုင်တဲ့စွမ်းအားတွေဟာမလုံနိုင်ဘူးငါတို့လည်းမလုံနိုင်ဘူးငါတို့လည်းငါတို့ကငါတို့ဒီမှာဒီ cell line ဖြစ်နေပေမဲ့လဲငါတို့နှစ်လိုမျိုးဒီ explain ကောင်းကောင်းမလုပ်နိုင်ဘူးပေါ့နော်တစ်ဖက်လူနားလည်လွယ်အောင်မလုပ်နိုင်ဘူးအဲ့တော့ဆိုတော့ကျမ1မနေဘူးလားဆိုကျမ1နေတတ်တာပေါ့ဟုတ်လားဟာကျမကိုပြောနေရတယ်ကျမ1နေတတ်တာပေါ့ပါလီယာမာကြီးတို့ဘကိုးစားမာကြီးတို့ဘလိုတို့ညာလို့ပြောတော့ဒါမဲ့လေအဲ့လူတွေနည်းနည်းလေးတစင့်တိုးပြီးစဉ်းစားကြည့်လိုက်ကျမကိုချိုးမဟုတ်ဘူးနော်ကျမကိုချိုးတခုမှမပါကျမအကျိုးစီးပွားမဟုတ်ဘူးသိလားကျမအကျိုးစီးပွားမဟုတ်ဘူးเนาะကျမအစအကျိုးစီးပွားဟိုပြောခဲ့တာမျိုးမဟုတ်ဘူး သိလားဟိုကျမတို့ဘာသာသာသနာပေါ့နော်တိုင်းပြည်ကိုတစ်ဖက်တစ်လမ်းကနေပြီးတော့မှကျမတို့ကလည်းဟိုဝိုင်းဝန်းပြီးတော့မှဟိုပညာဉာဏ်နေစင်ရှင်ုံတရားတွေကျမတို့ကောင်းတဲ့ကောင်းတဲ့အတွေးခေါ်တွေကျမတို့တွေးဖြစ်အောင်လို့မလို့ကျမတို့ကဒါ discuss လုပ်ကြတာပေါ့အပြန်အလှန်ဆွေးနွေးကြတာပေါ့နော်ကောင်းတဲ့အတွေးခေါ်တွေဖြစ်အောင်လို့မလို့ဟုတ်လားကောင်းတဲ့အတွေးခေါ်တွေစဉ်းစားနိုင်အောင် ကောင်းတဲ့အတွေးခေါ်တွေဖြစ်အောင်လို့ပညာရေးအလိမ်မခံရအောင်လို့အညာကျမပြောလေအလိမ်မခံရအောင်အညာမခံရအောင်လို့ကျမပြောပြရင်လိန်တဲ့လူတန်းစားကျမမုန်းမှာပေါ့ ဟုတ်လားကျမဟိုတလောတော့ကဆိုရင်ဒါဟိုဟို main ကလေးတွေ line ပေါ်မှာဟိုမထော်တော်ရီလုံနေတဲ့ main ကလေးတွေကိုကျမပြောတာဆိုရင်အဲ့ main ကလေးတွေနဲ့ပတ်သက်ဆက်ဆက်တဲ့အဲ့ main ကလေးတွေကျမမုန်းမှာပေါ့ဟုတ်လားကျမမသိတာမှမဟုတ်တာသိတယ်လေဒါပေမဲ့လည်းအရန်တိုးတက်စေချင်တယ်အရန်တိစေချင်တယ်အရန်နားလေစေချင်တယ် เนาะဟုတ်လားဟုတ်ပြီလားเนาะအဲ့တော့အရာတိုင်းကိုလာပြီးတော့မှဟိုဟာဒီဟာဆိုတာထက်ပြောလို့ရတဲ့ဘောင်ရှိတယ်ဟန်လင်းเนาะပြောလို့ရတဲ့ဘောင်ရှိတယ်မင်းတို့ပြောနိုင်ရင်မင်းတို့ပြောငါလဲငါပြောနိုင်တဲ့ဘောင်တွေကနေပြီးတော့မှငါပေးခြင်းတဲ့ message ကိုငါပေးတာလူဆိုတာလုတ်ပိုင်ခွင့်ပြောပိုင်ခွင့်ဆိုရဲဘောင်ရှိတယ် ဇွတ်ရွပြီးတော့မှလာ ပြီးတော့မှမင်းတို့လာမပြောနဲ့ဟုတ်ပြီလားနော်ဒါရီယာသတင်းသမားတွေပြောရမယ်ကိစ္စတွေပြောမှာပေါ့သတင်းသမားတွေဟုတ်လားမင်းတို့တစိမ့်မရှိရင်ပြောလိုက်လေသူ့ကိုပြောလိုက်လေသူ့ကိုစောက်ယူမှမဟုတ်တာငါကလေအဲ့ဒါတွေပြောမှာနိုင်ငံချက်တာလားပြောပါအောင်နည်းနည်းလေးယာရင်သွားတယ်နော်အဲ့လိုတွေပြောမှာနိုင်ငံချက်တာလားဟာဟုတ်လား နိုင်ငံဆိုတာအဲ့လိုတွေပြောမှချက်တာလားကျမတို့ကတိုင်းပြည်အေးချမ်းမှုငိမ့်ချမ်းမှုကြောင်နဲ့တရောင်နဲ့ချစ်ချင်းမြတ်တာတွေဖြစ်ဖို့ပဲကျမပြောတယ်ဟုတ်လားလာပြီးတော့မှဟိုလိုပြောလိုက်ပါလားဒီလိုပြောလိုက်ပါလားပြောလေအမလေးနော်တချို့ဆိုရိုင်းရိုင်းဆိုင်ဆိုင်နဲ့နိလင်ကိုပြောလေဆိုတာပါသေးတယ်အမလေးငါလင်တာဖြစ်နေငါဒီလုံလုံစားဟုတ်ပြီလားเนาะသိဖို့ ကဲဒေါ်လီ150တင်9တင်လူဆိုးတွေပါဆိုမှပဲဆိုးတယ်နော်ဆိုးတယ်လူဆိုးတွေနော်อืมလူဆိုးတွေဆိုးတယ်ဆိုးတယ်လူဆိုးတွေဒီမှာဒီဥစ္စာလေး ဒီမှာဒီဥစ္စာလေးနော်ဒီဥစ္စာလေးဒီမှာဒီဥစ္စာလေးနော်ဒီဥစ္စာလေးဒီဥစ္စာလေးဒီမှာဒါလေးဒီဥစ္စာလေးဒီဥစ္စာလေးဒီဥစ္စာလေးကဒီဥစ္စာလေးကဒီမှာဒါလေးနော်ဒါကလေးက155သိန်း155သိန်းတရား95သိန်း 150နဲ့အဲကိုအောင်မင်းကိုအောင်မင်းဝင်းရဲ့အသိဉာဏ်နဲ့ပါသူကိုလမ်းပြပြောဆိုမှုကတဲ့ကောင်းကျိုးရလဲ့ တီဖို့ပြောဆိုမှုတွေဆိုတာတနေ့သိရမှာပဲလေအားပေးပါရစေကျေးဇူးအများကြီးတင်ပါတယ်ကျမကလည်း motivation ပေးကြအောင်နော်မဟုတ်ရင်ကျမလည်းလေအဲဘာဖြစ်လို့ကျမတို့တွေကအများသောအားဖြင့်သူတော်ကောင်းတွေကနှုတ်ဆက်ပြီးကြည်တာများတာပေါ့နော်ဆိုတဲ့ခါကျအဲ့အဲ့ဒီအယုတ်တမာတွေရတာရယ်ဝိုင်းဝန်းပြီးတော့မှဆဲဆိုနေရဆိုတော့အဲဒီခါလေးကြာရင်လေသူတော်ကောင်းတွေလည်းအရင်နှုတ်ဆက်ပြီးမကြည့်နဲ့ကျမက motivation လေးပေးကြအောင်နော်မဟုတ်ရင်ကျမကြမ်းကြမ်းမခံနိုင်မဲနေမယ်ဒီဒီလန်းခီးမှာနော်ဒီလန်းခီးမှာကျမကြမ်းကြမ်းခံနိုင်အောင်လို့လေ အာကျွန်မကလည်း motivation ပြန်ပေးကြအောင်သိလားမဟုတ်ရင်ကျွန်မကလည်းလေဟိုကျွန်တော်တို့သူတို့ကောင်းအများစုကကြတော့စိတ်ထင်းကနေထောက်ခံတာလေစိတ်ထင်းကနေအတိအမှတ်ပြူတာလေနော်ဆိုတော့ခါကြတော့ဟိုနှလုံးသားနဲ့ထောက်ခံကြတာလေဆိုတော့ကျမောင်လေးလေကျမရကျမမြင်အောင်တွေ့အောင်လေးလေကျမောင်နည်းနည်းလေး motivation ပေးအောင်သိလား motivation ပေးအောင်နော်အမှန်တိုင်းပြောရင်တားတီတင်းကိုတကယ်ကျေးဇူးတင်တာပါတားအလိမ်မခံရအောင်မနေစင်းစားပြီးပညာပေါပါနဲ့စကားတခွန်းထွက်ခဲ့တာတားပညာအရန်ကြီးမတက်ဘူးတဲ့ ် TikTok နဲ့ YouTube မှာတည်သင်ပြောတာတော့နားထောင်ပြစ်တယ်တဲ့တည်သင် live ဆိုရင်နဲ့တည်သင်တည်သင် live ဆိုရင်နဲ့အမြဲကြည့်ပြစ်တယ်ရှေ့ဆက်ပြီးသားလို့ပညာနည်းငယ်ပဲတက်တဲ့လူငယ်တွေကိုလမ်းကြောင်းတက်အောင်ပြောပေးပါလို့သားတောင်းဆိုပါတယ်တည်သင်နဲ့အေးသာရုသာရုသာရုပါသားရယ်နော်အဲ့လိုလေးပေါ့အဲ့ရောကွာလဲ motivation ဖြစ်တယ်။အော်လူငယ်တွေ လူငယ်တွေဒီလိုမျိုးလေးဖြစ်ပါလားပေါ့နော်ကျမအပေါ်မှာဒီလိုလေးရှိပါလားဆိုသိလားဘာဖြစ်လဲသူတော်ကောင်းအများစုကနှုတ်ဆက်ပြီးကြည်ကြတာလေးနော်ဟိုဒီလိုကြီးမပြောဆိုကြဘူးပေါ့နော်အဲအယုတ်တမားတွေဒါရယ်လေးဂျိုးပြောမိုးပြောတင်နေပြောတာလေးသိလားအဲ့တော့သူတော်ကောင်းတွေလည်း motivation ပေးအောင်ကျမနော်ကဲ9တောင်ရေပါတော့မဟုတ်ရင်ကျမရှောက်ရတဲ့လမ်းကလည်းခတ်တယ် စိတ်ထင်းကနေမြင်အားပေးနေတယ်မိလေးကနဖူတန်ဟာလေးစကရင်ရှားရိုက်တာနောက်နေ့ပြီးတော့မှဗီဒီယိုလေးရိုက်ရအောင်ဒီနေ့20နဲ့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 တက်တက်ပေါ့ လည်းမသိဖတ်လို့မရဟင်းတနာကြော်ကောင်းရေးတာကျွန်တော်တို့ဖတ်လို့မရဟင်းတနာကြော်ကောင်းရေးတာစာရီပြောင်းမြန်ကြီးပေါ်နေလို့ဖတ်လို့မရဘူးเนาะ